ဒီတော့ဆိုလဲ brace လိုက်တယ်အဖီနီယာကပ်ဖို့အတွက် brace လိုက်တယ်အဲ့တော့ကြောင့်မို့သွားရှစ်ချောင်းချိုးလိုက်ရတယ်အန်ဆုံး၄ချောင်းပြီးလို့ရှိရင်ဒီအရှိရဂျိုင်းလေးရဲ့သွား၄ချောင်းအပေါ်၂ချောင်းအောက်၂ချောင်း၈ချောင်းပေါ့နော်32ချောင်းမရှိတော့ဘူးအဲ့တော့ပါလီကနည်းနည်းလေးခြိုက်ဝင်သွားတယ်ပေါ့နော်ဟမ်ကြီးရပဲကြီးရပဲ confidence level so high ပဲကြီးရကိစ္စမရှိဘူး င်းတုပ်ကိုလည်းတော့ချိန်သွားလို့ပြောကြတယ်ဟုတ်ကဲ့ဒါဒါဒါမျက်နှာမှာတူလို့ထားရဆိုတော့ပရိသတ်တွေကဟာဘယ်လာထိုးရလားမလားဆိုထင်ကြတယ်ဒီနားမှာလုထားဆိုတော့လည်းပရိသတ်ပြောကြတော့ဥမသာတင်တော့နေကတွေ့တော့မှသိကြတယ်စက်ထင်ညပါစေပြောသေးမဟုတ်ဘူးအားစားတော့လေအဲကိုကိုရန်ကိုကိုကိုကြည့်ရရိုးလာပြီရိုးလာတော့အထားလေးလိုက်မလားဆိုပြီးလှုပ်ကြည့်ရအာစိုက်တဲ့လူလည်းရှိရမစိုက်တဲ့လူလည်းရှိရပေါ့နော်ဒါပေမဲ့ဟိုလူကြီးတွေကတော့များတော့ဖြစ်မစိုက်ကြဘူးဒါပေမဲ့လူငယ်တွေကတော့စိုက်တယ်ပေါ့နော် အကောင့်လည်းဆိုတော့အများကြီးထွန်းတွင်းနေရပဲအဲဒါကြောင့်မလို့ဒီသွားဆိုလဲ brace တက်လိုက်တယ်အဲ finia ကပ်ဖို့အတွက် brace တက်လိုက်တယ်အဲ့တော့ကြောင့်မလို့သွားရှစ်ချောင်းချိုးလိုက်ရတယ်အဲ့ဒါကြောင့်ပါလီကနည်းနည်းလေးခြိုက်ဝင်သွားတယ်ပေါ့နော်ဒါပေမဲ့သူကတဖြည်းဖြည်းနဲ့တော့ပြန်တော့အဆင်ပြေသွားမှာဒါပေမဲ့အခုကလုခါစားပဲရှိသေးတယ်ကိုယ့်ကိုယ်ကိုလည်းတိတ်အသားမကျသေးအဲ့တော့တစ်ခါလေးရှည်လိုက်သွားချိုးသလိုဖြစ်နေတယ်ဒါပေမဲ့ချိုးပရိသတ်တွေကလာမေးတယ်အမသွားချိုးနေရလားဘာဖြစ်သွားလဲချော်လဲလို့လားဘာလားညာလားပေါ့နော်ဟုတ် brace တက်တာသူတို့မသိလို့ပေါ့နော်အဲ့ဒါကြောင့်မို့တစ်ခါလေးပြောလိုက်တာ

အဆုံးလေးဆောင်အရင်ချိုးတယ်ပြီးတော့ဒီဒီရှေ့ကဂျိုင်လေးရဲ့သွားလေးဆောင်ပေါ့နော်ဒါပေမဲ့နှစ်ခါပဲချိုးလိုက်ရတယ်ဒါပေမဲ့တပြိုင်တည်းလေးဆောင်ဒီချိုးတာပေါ့အဲ့တော့ဤစိတ်နေရပဲအားကြောင့်လောလောဆယ်ကပါလေးရနည်းနည်းခြိုက်ဝင်နေရပေါ့နော်အရင်တော့ပါဖောင်းလေးတော့မရှိတော့ဘူးပါဖောင်းလေးကိုလည်းသဘောကျပြီးခြိုက်တာလေးချိုးအဲ့မဲ့နေမှာတွေ့နေပြီဟုတ်တယ်ဟုတ်တယ်ချိုးကြတယ်ဒီမျက်နှာကိုအဲ့လိုနှာခေါင်းချိုးထိုးလိုက်တာရဲ့ဒီနှာခမ်း filler ထိုးလိုက်တာရဲ့အသိသဘောမကျဘူးအရင်နှာခမ်းလေးပဲပြန်ထားပါပေါ့နော်ပြောချပါပေါ့နော်ဒါပေမဲ့လည်းပြန်ဖြစ်မှာပါဟုတ်ပါဘူးဟုတ်ပါဘူးဟုတ်တယ် ီပက်ပြီးလို့ရှိရင်ဘာဖုန်းလေးပြဖြစ်နိုင်လားနေထိုးလိုက်မယ်လေကိုကိုရဲကတော့လေးပဲသဘောကျလို့လားအဲ့လိုလည်းမဟုတ်ပါဘူးမြန်မာပေါ့ခုနကပိုင်းဒီခရီးစီးကြောင်းရဒီ fee shape တွေကခက်စားနေရဆိုဒါပေမဲ့အစရေဇော်လိုက်ရရှိပြီးသားဆိုအရင်တော့မသိသားဘူးပေါ့သိရသူတွေကသိရအရင်မျက်နှာမြင်မှုတဲ့သူတွေကသိရဒါပေမဲ့တချို့ကအရင်မျက်နှာပေါဖောက်ဖောက်လေးပဲပို့ကြိုက်ကြဟုတ်တယ်ဟုတ်တယ်မျက်လုံးလေးညကုံးလေးဆိုလဲဟုတ်တယ်မျက်လုံးလေးညကုံးလေးကတော့မထင်ဘူး ထိဘူးမထိဘူးဒါထိပါဒါ Dynas Solar ပွဲလေးပေါ့နော်အဲ့ဒါဖိတ်စားလို့တက်တာအစလေဒီ Dynas ဒီတစိုက်ကဒီယူရိုနိုင်ငံတွေမှာပဲသုံးများရဆိုပြီးတော့ကြားထားယူရိုကတငယ်ချင်းတွေပြောတာပေါ့ဒါပေမဲ့အခုဒီဖိတ်စာလေးကိုကြည့်လိုက်တဲ့အချိန်မှာအော် Dynas ကမြန်မာနိုင်ငံရောက်လာပြီဆိုတော့အရင်အံ့ဩသွားတယ်မြန်မာနိုင်ငံအတွက်တကယ်လို့အဲ့ဒီအချိန်မှာဒီလိုမျိုးလေးတွင်လာတဲ့အတွက်အရင်ကိုပြောပြမယ်အသုံးတည့်မယ်လို့ထင်တယ်ပေါ့နော်ကိုယ်တွေအတွက်အများကြီးညှိုးဖြစ်မယ်လို့ထင်ပါတယ်ရှင် ော်ဒါဆိုလာရောဒါအိမ်မှာရောတက်ဖြစ်လာဟုတ်ကဲ့တက်ဖို့အစီအစဉ်ရှိရဲ့ဟုတ်ဒါဆိုရင်တော့ဟုတ်တယ်အခုဒီဟာကိုပွဲပြီးရဲ့ထီလေးတို့ရဲ့ speech တွေနားထောင်ပြီးသွားတဲ့အချိန်မှာလုံးဝဝဲဖို့ဆုံးဖြတ်လိုက်ပြီဒီမန္တလေး wind mic company ကဖြန့်လာဆိုလေဒီ dynamics ရဲ့ quality ကိုဟိုဘယ်လိုပြောမလဲလုံးဝစိတ်ချပါလို့ ဟိုအရေးသေးရလုံးဝပြည့်မိပြီးသားပဲလို့မြန်မာဝင်လိုက်ကုမ္ပဏီကဖြတ်နေဆိုတော့လေပြီးတော့ဒီ Dynas တစ်စိတ်ကဒီကပ top 10စာရင်းဝင်နေပေါ့နော် Exercise မလို့ quality ကလုံးဝ perfect ပဲเนาะ